မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာအေးအေးသိမ့်ပိုက်ထားတဲ့မောင်တော်မြို့လေးမိုင်အခြေဆိုင်နေကြားဆောင်တပ်ဖွဲ့ကွဲနခခနှစ်ကိုစစ်ကောင်စီကလေရင်နဲ့တိုက်ခိုက်ဘုံကျဲမှုမှာ စစ်တုံးမင်းများအပါအဝင်ဖမ်းလို့ရရှိထားတဲ့စစ်ကောင်စီရဲ့ဗတ်တော်သားအယောက်90ကျော်တေဆုံးခဲ့ပြီးတော့အများပြဒဏ်ရာရရှိခဲ့ကြောင်းကိုမှတ်တမ်းများကိုအေကထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့ည9:30မိနစ်အချိန်ကမှဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့၄ချောင်းကနေပြီးတော့ Jet Fighter ၄ရင်နှစ်စီးနဲ့နှစ်ချိန်တိုင်းတိုင်းလာရောက်ဘုံးချဲတိုက်ခိုက်မှုကြောင့်မောင်တော်မျိုး၄မိုင်နောက်ခါခါနှစ်စခန်းမှာခိတ္တထိန်ထိန်ထားတဲ့စစ်တုံးပန်းအရက်သားအချင်းသားများတဲ့က မောင်တော်မြို့တိုင်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းများအာစာ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကောင်စီတင်တန်းစင်းလက်နက်ကိုင်များဖက်ဆက်အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကိုင်ဒုံများပါတိုက်ဆုံသွားကြောင်းသိရှိရပါတယ်။ဒါ့အပြင်စစ်တပ်ကလေ့ကျင့်ထားတဲ့တရင်ပေများ ULAAA အဖွဲ့အစည်းနဲ့ရခိုင်အမျိုးသားတော်လှန်ရေးကိုအနောက်ရှက်ပေးပြီးတော့ဖျက်ဆီးရန်ကြိုးပမ်းအားထုတ်နေတဲ့အတွက်ဖမ်းဆီးဆစ်ဆင်းနေတဲ့သူများ စစ်တပ်လက်အောက်ခံ ALB နဲ့ဆက်ဆက်နေသူများတန်တရာမျိုးမျိုးနဲ့စစ်စေးမင်းမြန်ရန်ဖမ်းဆီးထားတဲ့သူတို့ချို့အပအဝင်စုစုပေါင်းအကျဉ်းသား90ကျော်ဟာအဲ့ဒီအကျဉ်းစခန့်နေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံကမြောက်များစွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲပြင်းထန်ဒဏ်ရာနဲ့အသက်အန္တရာယ်ဆိုရင်ရသူများစွာတို့ဟာလည်းဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်အလားတူပဲစက်တင်ဘာလ9ရက်နေ့ည8:20မိနစ်နဲ့23မိနစ်ခန့်တော့မောင်တော်မြို့3မိုင်နဲ့ဝေတာလီရွာအနီးမှာရှိတဲ့ UN အဆောက်အအုံတို့ကိုလည်းအကြမ်းဖက်စစ်ကောင်စီက လေရင်နဲ့ထပ်မှန်ပြီးတော့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အချက်မဲ့စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခတ်ခဲ့တဲ့နခခနှစ်စခန်းဟာအရခတက်တော် AA က2024ခုနှစ်ဇူလိုင်လ6ရက်နေ့မှာအပိသသိမ့်ပတ်ရရှိထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်စစ်ရှုံးအချက်မဲ့စစ်ကောင်စီကနိုင်ငံအနှံ့မှာလေကြောင်းတိုက်ခတ်မှုများကိုနေ့စဉ်ပြုလုပ်နေပြီးတော့စစ်ရာဇဝဲမှုကျူးလွန်နေမှုများကိုမှတ်တမ်းတင်ပြီးတော့အိမ်နီးချင်းနိုင်ငံများနဲ့နိုင်ငံတကာအဖွဲ့အစည်းများထံကိုပေးပို့သွားမှာဖြစ်ကြောင်းညီတော်မဟာမိတ်သုံးဘွဲ့က စက်တဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်မှာစစ်တပ်စစ်ကြောင်းထိုးစစ်ဆင်လာတဲ့အချိန်မှာတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်သေးဆုံးပြီးလက်နက်တလက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ9ရက်နေ့ည7:00နာရီအချိန်နဲ့စက်တဘာလ10ရက်နေ့မနက်9:00နာရီအချိန်တို့မှာစစ်တပ်စစ်ကြောင်းကမြင်းညံမြို့နယ်ရဲ့မြောက်ဘက်ချမ်းမှာရှိတဲ့မြင်းညံ Black Tiger MPD တပ်ဖွဲ့ရဲ့စစ်ကြောင်းတက်နယ်မြေအတွင်းကို စုစုပေါင်းနှစ်ကြိမ်ဝင်ရောက်ချင်းကပ်ပြီးတော့အလင်းငိုက်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များနဲ့မဟာမိတ်တပ်ဖွဲ့များကလည်းပြန်လည်ပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်စစ်ကြောင်းကထပ်မံထိုးစစ်ဆင်လာခဲ့ရာတော်လိုင်းတပ်ဖွဲ့များရဲ့တိုက်မိုင်းတွေထိပြီးတော့စစ်ကောင်စီတပ်သားတအုပ်သေးဆုံးပြီးထိခိုက်မှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်စစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ MPD တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့များကနေမြေရှင်းလင်းရေးပြုလုပ်ခဲ့ရမှာ G3 တက်နဲ့တက်လက်နဲ့7.62 G စက်နတ်တောင်းကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ရှင်းရနေလားတော့မသိဘူး။မြင်းရံကနေထွက်လာပြီးတော့စီမီကုံဘက်ကိုရောက်လာတာအဲ့ဒီကနေကျွန်တော်တို့စစ်ကြောင်းတက်နေမြေတဲကို9ရက်နေ့ည7:00နာရီလောက်မှာတစ်ချိန်မနက်ခင်း9:00နာရီလောက်မှာတစ်ချိန်ကားနဲ့လာပြီးတော့ပြစ်ခတ်တာကျွန်တော်တို့ရဲ့စစ်ကြောင်းတက်နဲ့မဟာမိတ်တွေအထိုင်ချထားတဲ့စခန်းကိုလာတိုက်တာစစ်ကြောင်းထိုးတဲ့ပုံစံလည်းမဟုတ်ဘူး။လျှက်တဲ့ပြက်နဲ့ဝင်လောက်တာ။ ကိုရနေညကတော့ရှင်းတယ်စက်တနာရီလောက်မှလာပြစ်သွားတာကျွန်တော်တို့ဘက်ကပြန်မပြစ်ဘူးခံစစ်ပဲလုံနေလိုက်တယ်ဆယ်ရက်နေမနဲ့ခွန်တနာရီလောက်မှတော့ကင်းနဲ့မလှမ်းမကမ်းမှကားရက်ပြီးတော့ဝင်ပြစ်တာကျွန်တော်တို့ဘက်ကရဲဘော်တယောက်ကပြန်ပြစ်တော့သူတို့ကနေမီဖြတ်ပြီးတော့ဝင်တဲ့အနေထားမျိုးနေမီဖြတ်ပြီးတော့ဝင်လာတဲ့အချိန်မှာတိုက်မိုင်းနေမိကုန်တာတိုက်မိုင်းနေမိပြီးတော့ကားနဲ့ပြန်လှည့်ပြီးပြေးသွားရော သူတို့ပြန်လှည့်ပြီးတော့ပြေးသွားတဲ့အချိန်မှာနယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာတော့တနတ်တလက်နဲ့ခဲရန်တွေကိုတွေ့ရှိခဲ့တာလို့မြင်းညံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါဗါတယ်။၎င်းစစ်စင်ရေးကိုမြင်းညံ Black Tiger MPD မြင်းညံခရအဖက်ကိုတက်ရင်တဲ့အတူမြင်းညံ Eagle Defense Force MEDF နဲ့ပုပ်ပါ Gorilla Force PGF တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းပြင်းလွင်မြို့ကိုစစ်ကောင်စီကအသေးအတန်ခုခံနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ကူနေတော်လဲမကြခင်မှာမြို့သိမ်းတိုက်ပွဲစတော့မယ်လို့မြို့ကန်ပကပအဖွဲ့ကအတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကြမီမှာမြို့သိမ်းတိုက်ပွဲတွေစတော့မှာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့တပ်အတိုင်းဝိုင်းများညှိနှိုင်းပူးပေါင်းပြီးတော့ပါဝင်ပေးကြပါရဲ့ပြင်းလွင်မြို့နယ်ကြီးတုကာဝေးအဖွဲ့ကစက်တမလာ၁၀ရက်နေ့ညပိုင်းက၎င်းတို့ရဲ့လူမှုကွယ်ရဲ့စာမျက်နှာမှာချိုးတင်သတိပေးပြောဆိုလိုက်တယ်လို့သိရပါတယ်မကြခင်မှာပြင်းလွင် မျိုးသိမ်းတိုက်ပွဲစတော့မှာဖြစ်တဲ့အတွက်စစ်တပ်ဘက်ကအတိုင်းဝိုင်းများကြီးနိုင်ပြီးတော့ပူပေါင်းပါဝင်ပေးကြရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ပကဖတာဝန်ခံဆိုပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြည်ဦးလွင်မြို့နယ်ကပြောဆိုထားပါတယ်လက်ရှိမှာပြည်ဦးလွင်နဲ့အနီးဆက်ဆုံးဖြစ်တဲ့ရှမ်းမြောက်နောင်ချိုတောင်ခမ်းကြီးပါမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်တောင်ခမ်းကြီးပါမှာတိုက်ပွဲတွေရက်ရှိလာပြီးတော့ထိခိုက်သေးဆုံးမှုများနေတဲ့အတွက်စစ်ကောင်စီရဲ့အရာရှိပိုင်းများက အတန်ကြားရနေရာမှန်သမျှကိုပြစ်ခတ်တိုက်ခိုက်ခိုင်းနေပြီးတော့အချင်းချင်းမှားယွင်းပြစ်ခတ်မိပါကလည်းနောက်မှရှင်းမယ်ဆိုပြီးတော့အမိန်များကိုထုတ်နေရတဲ့အထိစစ်ကောင်စီဘက်ကတပ်စခန်းပါသွားမှာကိုစိုးရိမ်ထိတ်လန့်လျက်ရှိကြောင်းတပ်တရင်းကြီးမြစ်များထံကနေပြီးတော့သိရှိရပါတယ်အခုရက်ပိုင်းများအတွင်းမှာတောင်ခန်းချေရွာမှာတိုက်ပွဲတွေပုံပုံပြင်းထန်လျက်ရှိပြီးတော့စစ်ကောင်စီကတနေ့ကိုဘုံအလုံးကြီးရာချီအသုံးပြုပြီးတော့ချဲချတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ် ဒါအပြင်စစ်ကောင်စီကပြင်းလဲမျိုးကနေပြီးတော့တောင်ခန်းချေရွာမှာရှိတဲ့တိုက်ပွဲဖြစ်ပွားရာနေရာများစီကိုမနေ့ကညပိုင်းအထိပါလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ။တောင်ခန်းမှာရှိတဲ့စစ်ကောင်စီရဲ့လက်နက်ကြီးဗျူဟာဂုံးတစ်ခုဟာပြင်းလဲမျိုးကိုအထူးချိန်ချောက်နိုင်တဲ့အတွက်အဲ့ဒီလက်နက်ကြီးတပ်ဆင်ထားတဲ့ဗျူဟာဂုံးတော်လန်ကြီးတပ်ဖွဲ့များထံကိုရောက်ရှိလာပါကပြင်းလဲမျိုးဟာ တော်လိုင်းတပ်ဖွဲ့များအလွယ်တကူသိမ်းပိုက်နိုင်တဲ့အခြေအနေကိုကြောက်ရွံ့နိုင်ကြောင်းစစ်တပ်အရာရှိ CDM ဗိုလ်ကြီးတို့ကသုံးသပ်ပြောကြားထားပါတယ်။ဒါကြောင့်တောင်ခမ်းအမြောက်စခန်းများကို TNL တပ်များတိုက်ခိုက်နေတဲ့အချိန်ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့ကစပြီးတော့ပြင်းလွယ်မျိုးကနေပြီးတော့လက်နက်ကြီးများနဲ့တောင်ခမ်းကြီးရွာမှာရှိတဲ့မကြီးရည်နဲ့ ရေပြူကြေးရွာများမှာရှိတဲ့တိုက်ပွဲဖြစ်ပွားရာနေရာများကိုပြစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့သိရပါဗျ။တီအန်နာလေတပ်များကတောင်ခမ်းကြေးရွာမှာရှိတဲ့အမြောက်တပ်ရဲအမတ်206နဲ့အမတ်406တို့ကိုတိမ့်ပိုက်ထားပြီးတော့အမတ်354နဲ့ အမြောက်စစ်စင်အေးကိုကဲမှုဌာနချုပ်မဆာခ900ရက်နှစ်တော့ကိုရရှိရန်အတွက်ဆက်လက်တိုက်ခိုက်နေကြောင်း TNL ကထုတ်ပြန်ထားပါတယ်။အဲ့ဒီတောင်ခမ်းဖြူဟာနဲ့အမြောက်တပ်များကြဆုံသွားပါကစစ်ကောင်စီရဲ့ပြင်းဥလွယ်တာစီ60နယ်များအထိပါစစ်ရဲတွေရောက်ရှိလာပြီးတော့တော်လိုင်းတပ်များကအတားစီရသွားမှာကိုစစ်ကောင်စီကအထူးစိုးရိမ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရတော်မုံရွာလမ်းမိုက်မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းနဲ့ရင်းနှန်းကို6ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ4ရက်နေ့ညနေ3နာရီကမှအရတော်မျိုးကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းကိုမုံရွာခရိုင်အမှတ်29တိုက်ရင်တဲ့အတူမုံရွာခရိုင်အမှတ်24တိုက်ရင်မိုင်းမင်းသားနဲ့ local တပ်ဖွဲ့များပူးပေါင်းပြီးတော့ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာတနအီ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးနဲ့အရာရှိတအုပ်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ကြမ်းရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အရာတော်မြို့နယ်369တပ်ရင်းကိုပြန်လည်ဆောက်ခွာသွားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိကကြီးမလုံလောက်မှုကြောင့်ပြန်လည်ဆောက်ခွာခဲ့ရတယ်လို့သိရပါတယ်။စက်တင်ဘာလ9ရက်နေ့မှာမုံရွာဘက်ကနေပြီးတော့မုံရွာအရာတော်လမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ခန့်ပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုရတိတ်ကြောင်းအနီးမှာတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ 6ရက်နေ့မှာလဲမကြီးသုံးမဲ့ရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဖက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုများပြားခဲ့တယ်လို့သိရပါဗျ။စက်တမလ9ရက်နေ့မှာအရာတော်မျိုးကအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့မုံရွာဘက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတို့ပူးပေါင်းပြီးတော့6ဘိန်းက12ဘိန်းက18ဆီးနဲ့မုံရွာဘက်ကိုထွက်လာရအောင် ကြံနိုင်အောင်ဇရက်အနီးမှာတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ရေနံကုန်းအနီးမှာ3 star TWDF local အဖွဲ့များနဲ့ပူးပေါင်းပြီးတော့စစ်ကားရင်တန်းတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီစစ်ကားရင်တန်းတွေဟာမုံရွာမျိုးတွေကိုပြန်လည်ဝင်ရောက်သွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးတဲ့နောက်စစ်ကောင်စီထမ်းကိုပြန်လွှဲခံရတဲ့လူငယ်28ဦးကိုစစ်ကောင်စီကအတင်းအဓမ္မစစ်မှုထမ်းခိုင်းရန်ခေါ်ဆောင်တဲ့အချိန်မှာထွက်ရင်းလွတ်မြောက်လာပြီးတော့လူငယ်28ဦးကအဆောင်စစ်သား9ဦးကိုတတ်ပြီးတော့ MA တနတ်နှစ်လက်ကိုပါတဘာတဲ့ယူဆောင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘက်အချမ်းမှာထိုင်းအာဏာပိုင်များကလူငယ်များကိုဖမ်းဆီးပြီးတော့စစ်ကောင်စီထမ်းကိုပြန်လည်လွှဲပြောင်းမှုများရှိနေတယ်လို့သိရပါဗါတယ်။အဲ့ဒီလူငယ်များကိုစစ်ကောင်စီကအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့သိရပါဗါတယ်။အခုလွတ်မြောက်လာတဲ့လူငယ်29 ခွနဦးဟာထိုင်းနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းလိုက်တဲ့လူငယ်များဖြစ်တယ်လို့သိရပါဗျ။စက်တင်ဘာလ10ရက်နေ့မှာ ထိုင်းဘက်ကနေပြီးတော့ပြန်လည်လွှဲပြောင်းခံရတဲ့လူငယ်28ဦးကိုစစ်တပ်ကတနင်္သာရီတိုင်းဘိမ့်မြို့ကနေပြီးတော့ပလောင်မြို့အခြေစိုက်အမှတ်7နဲ့တမ်းမတော်တမ်းမြင့်လေးကျင်ရေးအကြောင်းတိုင်းမဟုတ်စက်နယ်ကိုစက်လေနဲ့ခေါ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။အခုလိုခေါ်ဆောင်လာတဲ့အချိန်မှာလူငယ်များကစက်လေပေါ်မှာပါလာတဲ့စစ်သား9ဦးကိုလုံထွေးတတ်ပုတ်ပြီးတော့ရေထဲကိုကန့်ချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်သား9ဦးရဲ့လက်နက်နှစ်လက်ကိုပါယူဆောင်လာပြီးတော့ KNU တပ်မဟာ၄ထံမှာလာရောက်ခိုးလုံခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကထိုင်းနိုင်ငံဘက်ကနေပြီးတော့ပြန်လည်လွှဲပြောင်းခဲ့တဲ့အမျိုးသားလူငယ်များအားလုံးကိုနေရက်ကိုပြန်လည်လွှတ်ပေးခြင်းမရှိဘဲနဲ့စစ်သားအဖြစ်နဲ့စုဆောင်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စက်တမလ9ရက်နေ့ကဆက်လီ3စီးနဲ့ထိုင်းနိုင်ငံကပြန်လည်လွှဲပြောင်းပေးခဲ့တဲ့အမျိုးသားလူငယ်များကိုစစ်ကောင်စီကကော့တောင်းကနေပြီးတော့ဘိမ်းမြို့ကို၎င်းဘိတ်ကနေပြီးတော့ပလောင်မျိုးအခြေဆိုင်အမတ်ဆက်နဲ့တက်မတော်တမ်းမြင့်လေးချင်ရေးအကြောင်းကိုတက်သားတဲ့အဖြစ်နဲ့အတရားတော်မှာစူးစောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ